မင်္ဂလာပါပစ်တိုင်းထောင်မှာကြိုဆိုပါနေရှင်ဆယ်လီအကြောင်းဟုတ်တဲ့ food vlog များကိုတင်ဆက်ပေးမှဖြစ်လို့ channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်ရှင်ကဲနာမျိုးလေးတွေဝတ်မလားဒီလို vase လေးတွေကိုဘလို fashion လေးတွေနဲ့ဝတ်ချင်လဲအခုကဗျာဒီဟာလေးတွေကတော့ကဗျာဆိုင်မှာအထက်30 50ပဲရှိပါတယ်အဲ့တော့ color လေးကတော့သူကအာ အနက်နဲ့အညိုတော်များမယ်ခဲရောင်လေးရနဲပါမယ်ရှင်အဲ့တော့အခုဒီဟာလေးဆိုရင်ကြဗျာဝှစ်ချင်တဲ့အခုပုံစံမျိုးလေးတွေကိုကြဗျာဝှစ်ပြထားတာပေါ့နော်ဒီလိုမျိုးလေးတွေကိုဘတ်စေးကိုဂျင်းပွားလေးတွေနဲ့အဲ့တော့ဝကီရှူပွားလေးတွေနဲ့ဝေးရတာကိုကြိုက်တယ် ဒါလေးတွေကတော့ size နဲ့ရှိပါတယ်အဲ့တော့ဒါ KP Fashion 3မှာအခုပစ္စည်းအစ်စ်တွေရောက်ပါတယ်ခင်ဗျာဒီရက်ပိုင်းပစ္စည်းတွေလောဆွဲထားလို့ခင်ဗျာကြိုက်တဲ့ fashion လေးတွေကိုအများကြီးတော့မရအောင်နည်းနည်းနည်းစီလေးတွေပေါ့နော်အဲ့တော့အသားတွေလည်းအများကြီးရောက်တယ်ပစ္စည်းအစ်စ်တွေလည်းအများကြီးရောက်တယ်အခုဒါလေးကဒီ bus လေးအမဲလေးကိုခင်ဗျာချင်းနဲ့ဝတ်ပြရတဲ့ပထမဦးဆုံး fashion လေးဖြစ်ပါတယ်ဒါတော့ခင်ဗျာကြိုက်တယ်ဒါလေးတွေကို skirt တိုလေးနဲ့ဝတ်လဲလာတယ်အောက်ကဘောင်းမီအမဲနဲ့ဝတ်လဲလှတယ်အာဒါကတော့လူငယ်ပုံစံမျိုးလေးခင်ဗျာပေါ့ဒါပေါ့နော်နည်းနည်းလေး style န်လေးတွေနဲ့ဝတ်လဲရတယ်မျိုးစုံဝတ်လို့ရတယ်ပေါ့နော်ကူတာလေးတွေဆိုရင်အခုဆိုရင် skirt ကလေးတွေနဲ့လည်းဝတ်ကြတယ်ဟို satin skirt ကလေးတွေနဲ့လည်းဝတ်ကြတယ်မျိုးစုံမျိုးစုံတွေတော့ဝတ်ကြတယ်ဒါပေမဲ့ကိုကိုကိုပြီးလာတဲ့ပုံမူတည်ပြီးတော့ဝတ်ပေါ့နော် coordinate လူငယ်လို့ပေါ့ပေါ့ပါပါသွားခြင်းနဲ့ဆိုတော့ jean လေးတွေနဲ့ဝတ်ကိုကတော့ဒီနေ့ spec တက်ကြပုံစံလေးမျိုးလေးသွားခြင်းနဲ့ဆိုတော့ style ပန်လေးတွေနဲ့ဝတ်ပေါ့အဲ့တော့ခင်ဗျာဒါလေးက jean လေးနဲ့ဝတ်ပြထားတာပါရှင်နောက်တစ်ယောက်လေးကိုခင်ဗျာနောက်ထပ်တစ်မျိုးဝတ်ပြပါမယ်အဲ့တော့ဒါလေးကလည်းခင်ဗျာဆိုင်မှာအခုရောက်နေတဲ့ bus လေးတွေကိုခင်ဗျာမိတ်ဆက်ပေးတာပါ အဲ့တော့ KP Fashion Story page မှာလည်းမာယူလို့ရသလိုဝေဇနာလန်းက KP ဆိုင်လေးမှာလည်းသွားပြီးတော့ကိုယ်တိုင်ကိုကြောက်ဝတ်ကြည့်ပြီးတော့ကိုကြိုက်တဲ့ size လေးတွေကိုဝတ်ကြည့်ပြီးတော့ဝယ်လို့ရပါတယ်။အသားလေးကတော့ cotton လေးဖြစ်ပါတယ်ရှင်။အဲ့တော့မီโกလေးရဲ့နော်မီโกလေးရဲ့အညိုလေးအညိုလေးကိုပြမယ်နော်။ အဲ့လိုကာလာလေးတွေရှိပါတယ်။ဂျာလေးကတော့လေနှစ်ထည်သုံးတယ်ပဲပါတယ်။သူလည်းအရန်မိုက်တယ်။သူကလေဒီလိုမျိုးဒီလိုလိုပခုံးပြက်ပေါ့နော်။ဒီလိုပခုံးချိုင်းပြက်။ဒါပေမဲ့ကဗျာဝတ်ပြလို့မရအောင်ဆိုတာလေနှစ်ထည်သုံးတယ်မှာကဗျာစိုက်မပါဘူးဖြစ်နေလို့ဂျာလေးဆိုလည်းအရန်မိုက်တယ်။ဝတ်လိုက်လို့ရှိရင်လေတကယ်ကိုကဗျာတို့ကြိုက်တယ်ဒီလိုဒီလိုမျိုးဒီလိုလိုဒီလိုအပြက်လေးပေါ့နော်။အဲ့လိုအပြုတ်အပြက် fashion လေးတွေပါရှင်။အဲ့တော့ဒါလေးတွေကတော့အထည်3 50ဦးမှာစိုက်စုံမပါတဲ့အတွက်ကြောင့် KP page လေးကိုပဲသွားပြီးတော့အပေးပေးပါ။အဲ့တော့ကဗျာနောက်ထပ်တစ်မျိုးကိုစတိုင်ပန်လေးနဲ့ဝတ်ပြပါမယ်ရှင်။ ဒီဒါလေးရတော့ကြဗျာဒီ first အမဲလေးကိုပဲဒီလိုကောင်းပြီးအပွားနော်အပမီပွားမဲနေဝတ်ပြတာပါဒီလိုမျိုးဝတ်လဲအရင်လှရဲဆိုတာလေးပြပြတာပါဒါဆောင်တော့ဗျာအောက်ကအဲ့လိုပေါ့ရှူလေးဒီရှူလို့ပုံစံမျိုးလေးနဲ့စီးလိုက်တယ်။မောင်မီလေးကတော့အပွားလေးနဲ့ပဲဒီလိုမျိုးလေးဝတ်ပြထားတယ်။ဒါလည်းကြပြကြိုက်တဲ့ဖက်ရှင်လေးက ဖက်ရှင်တစ်ခုပဲပေါ့နော်ဒီလိုမျိုးကဗျာနည်းနည်း main ကလေးဆန်တာတွေချက်အဲ့လို sexy တို့ဘာတို့ sexy တော့ချိုက်တယ်ဒါပေမဲ့အဲ့လိုအရင်ကြက်ထုတ်ပြီးတော့ sexy ချက်အဲ့လိုပေါ့ပွားရရနဲ့အဲ့လိုမျိုးဂေါ်ဂေါ်လေးကို sexy ဝေးရတာကိုဗျာနည်းနည်းချိုက်တယ်အဲ့တော့ကဗျာချိုက်တဲ့ fashion တွေထဲမှာဆိုရင်ဒါလေးရလေပါပါရှင်အဲ့တော့ကဗျာအကျိုးရောင်လေးကိုပို့ပြမယ်နော်ကလေးကတော့ငွေအောင်ပါစလို့ဖြစ်ပါတယ်အဲ့တော့ ကတော့ဒီလို fashion နဲ့ဈိုင်းနဲ့တက်တဲ့သူဆိုတော့ဒါလေးတွေကအများကြီးတော့မရပါဘူးနည်းနည်းပဲပါတဲ့ဟာလေးတွေဖြစ်ပါတယ်ရှင်အဲ့တော့ဒီမျိုးလေးတွေဝယ်လမ်းထားတယ်စကန်နဲ့ဝယ်လမ်းလား ဒါပေမဲ့ကဗျာစကမကြိုက်တဲ့သူပေါ့နော်အများသောအဖြစ်ကဗျာနည်းနည်းအမာပုံစံမျိုးလေးတွေကြိုက်တယ်အဲ့လိုဘောင်းပြီးအဲ့လိုပေါ့ပွားလေးတွေနဲ့ကြိုက်တယ်သူဆိုတော့ဒီလိုပုံစံမျိုးလေးတွေနဲ့ဝင်လဲအရင်လှပါတယ်ရှင်အဲ့တော့ဒါလေးက KP Fashion 3 page မှာမာယူအပ်ပေးလို့ရပါတယ်နော်ဒါကုတ်ကလေးတွေက vest လေးတွေဒီ waistcoat လေးတွေကအာ size နဲ့လာတာပါယင် size လေးတွေပြောပြီးတော့ဝယ်ပေးပါအဲ့တော့အာကဗျာအခုဒီမှာပြသွားတာတော့နှစ်မျိုးကတော့ကဲမှာပစ္စည်းများတဲ့ဟာလေးကိုနှစ်မျိုးပြသွားတာဒါပေမဲ့ linen vest တွေလည်းပါပါတယ် linen vest ကိုမှအဖြူပါတယ်နက်ပြပါတယ်ပန်းရောင်ပါတယ်အဲ့တော့ဒါပေမဲ့အထက် ဲလို့ကြပါဒီထဲမှာတော့ထည့်မရိုက်တော့ပါအောင်เนาะအဲ့တော့ဒီထဲမှာပစ္စည်းများတာကဒီကော်ဖီရောင်လေးရဲ့အနက်ရောင်လေးရံများတယ်ခုနခဲလေးတွေနောက်ပြီးတော့လီနင်လေးတွေကတော့နဲတဲ့အတွက်ကြောင့်ကြပါဒီရဲ့တော့ထည့်တော့မရိုက်တော့ပါဘူးဆိုင်လေးမှာပဲလာအားပေးပါလို့ပြောချင်ပါတယ်ဆိုင်လေးကတော့တောင်ဥက္ကလာဝေဇနာလမ်းမဘော City Mart ရှိရတနာလမ်းနဲ့မြစ်တာလမ်းကြားမှာဖြစ်ပါတယ်ရှင်အဲ့တော့ ဗျာကြိုက်တဲ့လိုမျိုး fashion လေးတွေကိုဈေးတက်တက်တာနဲ့ဝတ်ချင်နေဆိုရင်တော့ဒါကတော့ကဗျာ export ပါเนาะကဗျာဝတ်ထားတာ export ကိုအာပြောရမယ်ဆိုရင်အပေါ်နဲ့အောက်ကမှ9000မကျော်တဲ့ဈေးလေးတွေနဲ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးတစုံတစုံဆိုရင်အခုဆိုရင်ဒါအင်ကြီးတစ်ထည်တည်းဟိုတော့မှ 8000 8000ဘာမှမတစ်ချဲဆိုရင်တသိန်းတသိန်းခွဲလောက်ပေးနေရပါပြီဒီလို1 set တစုံဆိုရင်အနည်းဆုံးတသိန်းခွဲပေးနေရတဲ့အချိန်မှာခင်ဗျားတို့ H4 မှာကရှာရတယ်တွဲရတယ်ဝစ်ချရတယ်အဲ့လိုဟာမျိုးလေးတွေကိုရှာနိုင်နေဆိုရင်တော့တကယ်ကောင်းတဲ့ပစ္စည်းကောင်းပြီးတော့ဈေးတန်တဲ့ဟာလေးတွေရမှာပါဖြစ်အဲ့တော့အဲ H4 နဲ့ရှာရချို့ရတော့ H4 ဟာမရွေးချင်ဘူးရှာချင်ဘူးဆိုရင်တော့အော်ဈေးကြီးတာလေးတွေဝတ်ပေါ့နော်အဲ့တော့ဈေးသက်သာတာလေးတွေကိုအမိုက်စားလေးတွေဝတ်ချင်နေဆိုတော့ရှာရတယ်တွဲရတယ်အချိန်ပေးရတယ်ဝစ်ချရတယ်အဲ့ဒါဆိုတော့ပစ္စည်းကောင်းလေးတွေရမှာဖြစ်ပါတယ်အဲ့ဒါမှ H4 ဝ ေးရတဲ့ feeling ကအရင်မိုက်ပါတယ်เนาะအဲ့ဒါကျေးဇူးတင်ပါတယ်ရှင်ကြည့်ရှုတဲ့ဗီဒိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะ bye bye